အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခါပါဒီနေ့မှာကျောင်းမိတ်ဆွေများတွင်တက်တော့ကနမိတ်လေးကြည်ပေးမှာဖြစ်ပါတယ်ဆယ်လပိုင်းတွင်တောက်ကြသားမိတွင်ပါအချစ်ရဲ့အိမ်တော်ရေးစီးပွားရေးငွေကြေးလောက်ကန်ပညာရေးသားမိကန်အိမ်ချမ်းမြေကစာစုံညောင်းလေးကျွန်တော်ကြည်ပေးမယ် ပြီးရင်ဒီဝဲနောက်မှာကျွန်တော်ရေတရာလေးနဲ့ပြေးမယ်ဒီရေတရာလက်လောက်ထင်ဆိုရင်ဆယ်လပိုင်းမှာဒီတောက်ချာတိုင်းအတွက်ကံကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်ရေတရာဖျောင်းလုပ်ပေးပါလို့ကျွန်တော်ကတောင်းဆိုချင်ပါတယ်ခင်ဗျာမျိုးလေးမစတင်ခင်မှာကျွန်တော်အခုညစ်တဲ့ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်အခဲကြက်တွေဖြစ်နေတဲ့တွေ့မြင်တွေ့ရအောင်ရှယ်ဝင်ရခြင်းလောက်ပဲလုံးဝလုံးဝမပေးပါနဲ့ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့တူလက်ကြည့်ကြမယ်ခင်ဗျာဒီဆယ်လပိုင်းမှာတောက်ချာတိုင်းအတွက်ကံကောင်းနေလားကံဆိုးနေလားနှစ်ခုနဲ့မေးရင်ကောင်းအားက60ရံခန်းတော့ရှိတယ် သတိထားရမှာ40လောက်ရှိပါတယ်။ဘာတွေကကောင်းနေတာလဲဘာတွေသတိထားရမလဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ငွေရေးကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကတော့အရန်ကောင်းပါတယ်။အာရန်ကောင်းပါတယ်။ငွေကြေးနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာတာလားမျိုးပြီးမထင်မှတ်ထားပဲနော်ရစားစီးတဲ့ငွေတွေနော်ပြန်လဲရရှိတာမျိုးအငွေတွေရတာမျိုးပေါ့နော်ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝင်လာတာမျိုးတွေကြုံတွေ့နိုင်ပါတယ်ဒါကြောင့်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်မယ်ဆိုရင်ငွေစုမိစောင်းပြီးမယ်ကာလာကုဖြစ်ပါတယ် ရစားရှိတဲ့ငွေတွေတန်လဲရရှိမယ်ကာလာကုတွေဖြစ်ပါတယ်။တခုတ်တတိထားရမှာကမိတ်ဆွေကန်တဲ့ပတ်တတမိတ်ဆွေအရန်ကျူမပေးဘူး50 50ပါပဲ။အကိုကိုအကျိုးပေးတဲ့မိတ်ဆွေရရဲ့50ရန်လောက်ရှိတယ်။ကိုကိုတစ္ဆာဖောင်းမဲ့မိတ်ဆွေကလည်း50လောက်ရှိပါတယ်။ကျောင်းနေနဲ့ကြံပြူရမယ်ဆိုရင်တောက်ကြာသားတွေတွေတငယ်ချင်းတွေမိတ်ဆွေတွေပေါင်းတဲ့နေရာမှာဒီထားပြီးဆက်ဆံပါလို့ပဲကျွန်တော်ကကြံပြူချင်ပါတယ်။ကိုကိုအရှိမရည်ပြတယ်ကိုယ့်အကျိုးလိုလားတဲ့ပုံပြတယ်ဆိုရင်ကိုယ့်အနောက်ကျော်ကိုလှုပ်ချတဲ့သူတွေကများနေတတ်ပါတယ် ဒါကြောင့်မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်အထူးပြုစိုက်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာမိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်ရန်ကောင်းတာကကိုယ့်ရဲ့မိသားစုဝင်ထဲမှာတယောက်တယောက်ကပြောင်းနေတာမျိုးအဆက်အသွယ်မရတာမျိုးတွေရှိတယ်ဆိုရင်ဒီချိန်ဒီကာလမှာပြန်ပြီးတော့အဆက်အသွယ်ရတာမျိုးပြောင်းနေတယ်ဆိုရင်လည်းပြန်လည်တွေ့တာမျိုးတွေကြုံတွေ့နိုင်တယ်ဒါကြောင့်မိသားစုရေးနဲ့ပတ်သက်မယ်ဆိုရင်တော့အရန်အားကောင်းတဲ့ကာလတစ်ခုဖြစ်ပါတယ် အိမ်ချံပြင်းနဲ့ပတ်သက်မယ်ဆိုရင်ရန်ကြိုပေးပါရယ်ဒီဆယ်လပိုင်းမှာတောက်ကြတိုင်းတွေအိမ်ဝယ်မဲ့သူတွေခြံဝယ်မဲ့သူတွေအိမ်ရောက်မဲ့သူတွေခြံရောက်မဲ့သူတွေအရန်ကြိုပေးပါရယ်။ဒါအိမ်ချံပြင်းနဲ့ပတ်သက်ရင်လည်းအရန်ကြိုပေးနေတဲ့ကာလတစ်ခုဖြစ်ပါရယ်။လူငယ်တွေနေနဲ့တိချင်တဲ့နော်အကြောင်းလေးကျွန်တော်ဟောပြပါမယ်အခြေအနေနဲ့ပတ်သက်တာအရန်ကောင်းတယ်တောက်ကြတာရီတွေဘရင်ကကျဲတပွေကိုကင်နာတယ်ပြီးတော့သူ့ရဲ့လက်မှာတရပူလည်းကင်နာတဲ့နမိတ်ဖြစ်တယ်နော်ကျဲဆိုတာကအရန်ကောင်းတာပေါ့။လူငယ်တွေနေနဲ့တောက်ကြတာရီနဲ့အခြေအနေနဲ့ပတ်သက်မယ်ဆိုရင်ဒီဆယ်လပိုင်းမှာ ဖူးစာစစ်ဖူးစာမှန်ပေါ်လာတာမျိုးပြီးတော့ရင်အိမ်တော်ဘက်ကောင်းတွေပေါ်လာတာမျိုးတွေကြုံတွေ့မဲ့ကာလမျိုးဖြစ်ပါတယ်အရင်တော့ကဘလောက်ပဲအချိန်နဲ့ပတ်သက်ပြီးညံ့ကဲညံ့ကဲဒီဆယ်လပိုင်းမှာเนาะအကိုရဲ့ချစ်သူရှိတယ်ဆိုရင်ကိုရဲ့ချစ်သူကနားလည်မှုတွေပေးတာမျိုးချစ်သူမရှိတဲ့သူတွေကလည်းเนาะချစ်သူတစ်တူရရှိတာမျိုးပြီးတော့ကိုရဲ့အိမ်တော်ဘက်ကောင်းတွေပေါ်လာတာမျိုးတွေကြုံတွေ့မဲ့ကာလမျိုးဖြစ်တယ်ဒါကြောင့်မို့တောက်ကြတာမျိုးတွေဒီဆယ်လပိုင်းမှာ အခြေအကံရန်ကောင်းနေတဲ့ကာလတခုဖြစ်ပါတယ်။နောက်တစ်ချက်ကောင်းတာကတောက်ကြသားတွေစမ်းပွေနေတဲ့ကာလတခုဖြစ်တဲ့အလူမှုရေးနဲ့ပတ်သက်မယ်ဆိုရင်ရန်အားကောင်းတဲ့ကိုမျက်နှာမြင်ချစ်ခင်သနာဆိုတဲ့ကာလမျိုးလည်းဖြစ်ပါတယ်။ဒီချက်လည်းရန်ကောင်းပါတယ်။အိမ်တော်ရေးနဲ့ပတ်သက်မယ်ဆိုရင်တောက်ကြသားတွေအခြေအကံကောင်းတယ်ဆိုပေမဲ့အိမ်တော်ပြုတ်လို့တော့မရပါဘူး။အိမ်တော်ပြုတ်မယ်ဆိုရင်စိတ်ညစ်စရာတွေစိတ်ရှုပ်စရာတွေအဖြတ်တွေအနှောက်တွေညားနေတဲ့ကာလတခုဖြစ်တဲ့ဒါကြောင့်အခြေအကံကတော့ရန်ကောင်းတယ်။အိမ်တော်ပြုတ်မယ်ဆိုရင်ဒီလိုခက်ခဲတွေကြုံတွေ့နိုင်တယ်။ ိမ်နောင်တွေတွေနေနဲ့ကလည်းဒီဆဲလာမှာတီထောင်ရမှာကမိတ်ဆွေတွေအပေါင်းတွေတို့ကကိုယ့်အိမ်နောင်ကြီးထိခိုက်တာမျိုးပြီးတော့နော်ကိုယ့်ရဲ့ညီကိုမောင်နှမတွေတို့ကြောင့်ကိုယ့်ရဲ့အိမ်နောင်တွေပြက်စီတာမျိုးတွေကြုံတွေ့နိုင်နေဒါကြောင့်မို့အိမ်နောင်ကြီးနဲ့ပတ်သက်မဲ့ဆိုရင်တောက်ကြသားမိတီထောင်ရမှာကနော်မိတ်ဆွေတွေတငယ်ချင်းတွေမိဘတွေအတိုင်းအဝိုင်းတွေယူဆိုင်ပါသူတို့ကြောင့်ကိုယ့်အိမ်နောင်ကြီးတွေ ပြိုကွဲတာတွေပြက်စီးတာတွေဖြစ်နိုင်တယ်။သူတို့တွေဘာပဲပြောပြောကိုယ့်ရဲ့အိမ်နောက်ပတ်ကိုယ့်ဘော်ကောင်းနေလဲဆိုရင် OK တယ်အဆင်ပြေတယ်ဘေးစကားတွေနားမထောင်နားမယောင်ပါနဲ့လို့ကျွန်တော်အကြံပြုချင်ပါတယ်။ကျမကြီးနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းပါတယ်။ကျမကြီးညံ့နေတဲ့သူတွေကျမကြီးကြောင့်တောကများနေတဲ့သူတွေကျမကြီးကြောက်တော့တချောင်ချောင်ဖြစ်နေသူတွေရှိတယ်ဆိုရင်ဒီဆယ်လပိုင်းမှာတောက်ကြသားမိတွေအနာနဲ့စီနေတဲ့တော်တော်မျိုးဆရာကောင်းသမားကောင်းတွေတွေ့ပြီးတော့တက်တာပြောင်းကင်းသွားနိုင်တယ်။ဒါကြောင့်ဆယ်လပိုင်းမှာကျမကြီးပတ်သက်မယ်ဆိုရင်ရန်ကောင်းနေတယ်ကာလာလကူဖြစ်တယ်။ ဘာသာတရားနဲ့ပတ်သက်မယ်ဆိုဒီထားရမှာကတောက်ကြသားတွေဘာသာတရားနဲ့ပတ်သက်ပြီးတော့တော့မလုံချင်တာတွေမကန့်ချင်တာတွေဘာသာတရားတွေပြေးလျော့တာတွေဖြစ်နေနိုင်တယ်ဒါကြောင့်ဘိုးအလုပ်တွေဘလောက်များများဘာသာတရားကိုလုပ်ပြီးပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်တောက်ကြသားတွေဖိဖိမိမိလေးနဲ့ဒီဆယ်လပိုင်းမှာတာဟာကျိုးခံစား quyền ရှိပါတယ်တင်းကြီးကျိုးတော့လုံးဝမရှိဘူးပြောဆိုရခန့်နေတဲ့တာတွေရှိတယ်ဆိုရင်ဒီဆယ်လပိုင်းမှာပြောဆိုဆုံးမကြည့်ပါကိုယ့်ရဲ့စကားကိုအလွယ်တကူနားခံတာမျိုးနားထောင်တာမျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်တောက်ကြသားတွေနေနဲ့ ဒီဆယ်လိုက်ပိုင်းမှာတားကျုပ်ကတော့ခံစားꩻရှိတယ်။တမိကျုပ်ကတော့ခံစားꩻမရှိဘူး။တမိနဲ့ပတ်သက်ပြီးတော့စိတ်ရဆရာတွေစိတ်ဆင်းရဲဆရာတွေသူလှုပ်ချင်တာလှုပ်မယ်ပြီးအနောက်ကွာလိုက်ဆင်ရမယ်ဒီလိုခိုက်တက်လေးဖြစ်တယ်။ဒါကြောင့်တမိလေးတွေနဲ့ပတ်သက်မယ်ဆိုရင်ထူးထူးဆိုင်ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။တောက်ကြတာပြီးနေနဲ့ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်เนาะအရန်ကောင်းတာတခုကเนาะကိုယ့်ရဲ့ မိဘတွေမောင်နှမတွေအထောက်ပံ့အကူအညီရှိတယ်ဒီတစ်ချက်တော့အရန်ကောင်းတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ကိုယ့်ကိုပံ့ပိုးတဲ့သူတွေများတဲ့ကာလကူဖြစ်တယ်အရေးကြီးတာကိုယ်တိုင်စူးစမ်းတတ်ဖို့ပဲရန်ရည်ကြီးတယ်ကိုစူးစမ်းရင်စူးစမ်းလောက်ပညာရေးတွေတစ်စစ်တစဲအမြင့်တော်တာမျိုးအောင်တာမျိုးတွေဂျုံတွေ့နိုင်ပါတယ်ဒါကြောင့်ကျောင်းနေနဲ့ကျန်ပြူရမယ်ဆိုရင်စူးစမ်းပါလို့ပဲကျန်ပြူချင်ပါတယ်ခင်ဗျာအလောက်ကန်နဲ့ပတ်သက်မယ်ဆိုရင်ငွေမဝင်လို့မေ့တော့ငွေဝင်တယ်ငွေတွေရတယ် ဒါပေမဲ့အလုတ်မှာမပြောတာမျိုးတွေအလုတ်တွေမကြာခဏပြောင်းချင်တာမျိုးတွေစိတ်မငြိမ်တာမျိုးတွေဖြစ်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ attack လူကြီးတော့ကောင်းเนาะကိုယ့်ရဲ့ attack ကအကြီးကြီးတွေကကိုယ့်အမြဲတမ်းလို့ဖိနေနေတာတွေချုပ်ချယ်နေတာတွေကိုယ့်အမြဲတမ်းလို့လို့နော်အစိုးမြင်နေတာတွေကြုံတွေ့နိုင်တယ်။ဒါကြောင့်မို့တောက်ကြသားမိနေနဲ့ကြုံနေတဲ့အကြံပြုရမယ်ဆိုရင်အလုတ်ပြောင်းမယ်လို့စိတ်ကူထားတယ်။ဆိုရင်ပြောင်းလိုက်ပါဆွေလိုက်ပါအလုတ်တွေနေရာကောင်းတွေရရှိတာမျိုးအလုတ်ကောင်းတွေရရှိတာမျိုးတွေကြုံတွေ့နိုင်တယ်နော်။ ဒီတစ်ချက်တော့ရှိပါတယ်အလုပ်တွေစတင်မဲ့သူတွေအလုပ်တွေတိုးချိန်မဲ့သူတွေကိုယ်ပိုင်စီးပွားလုပ်မဲ့သူတွေလှုပ်လို့ရပါတယ်သူများလို့လှုပ်ကန်တဲ့သူတွေကတော့ခဏချောင်ပြောခဲ့လို့ပဲအထက်လူကြီးတွေကြောင့်ကိုယ်မှာစိတ်ညစ်စရာတွေဖြစ်လာနိုင်တယ်ဒီတစ်ချက်တော့ရှိပါတယ်နောက်ကြသားမီးတွေကန်နဲ့ပတ်သက်ပြီးတော့အရင်အကျိုးမပေးဘူးဆိုပေမဲ့ကန်ဆန်းချင်တယ်ဆိုရင်တော့၄ပါးရဲ့နံပါတ်တွေနော်ခုနှစ်ပါးရဲ့နံပါတ်တွေစမ်းကြည့်ပါနော်ကန်ထူလာမှာဖြစ်ပါတယ်နော်ကန်ဆန်းကြည့်ပေါ့နော်ဒီလိုနံပါတ်တွေကကိုယ်စိုးမိုးနေတယ် နံပါတ်ဖြစ်ပါတယ်ဒီ10လပိုင်းမှာလေဒီနံပါတ်တွေကိုစမ်းတမ်းကြည့်ပါလို့ပဲအကြံပြုချင်ပါတယ်ကံကောင်းနေတဲ့အယောင်ကအဖြူရောင်ရင်တိမ်ပြရောင်ရင်အရန်ကံကောင်းပါတယ်ဒါကြောင့်အဖြူရောင်ရင်တိမ်ပြရောင်တွေကိုကညာရှိလိုမျိုးလေးအသုံးပြုပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီရောင်တွေကကိုယ့်တက်ကိုအရန်ကျိုးပေးနေလို့ပါအရန်ကောင်းနေတာတစ်ခုကတောက်ကြသားပြီးဒီ10လပိုင်းမှာခီဝေးထွက်တာတွေခီးထွက်တာတွေအလဲပတ်သွားတာတွေအရန်ကျိုးပေးတဲ့အရန်ကောင်းတဲ့ကံကောင်းမှုလေးရရှိမယ်လို့ဆိုပါတယ် ။ဒါကြောင့်မို့တောက်ကြသားတွေခီးဝေးပဲတော်သွားခီးပဲထွက်ထွက်အလဲပဲတော်သွားရပါတယ်အကျိုးပေးနေတဲ့ကာလမှုဖြစ်ပါတယ်။ဒါဆိုရင်ကြော်ရေရာလေးပေးမယ်။ကြော်ပေးတဲ့ရေရာကိုလိုက်လုံလိုက်ပါခင်ဗျာ။ဒီရေရာလိုက်လုံပြီးတော့တောက်ကြသားတွေဒီဆဲလပိုင်းမှာအညံ့နေပြပြောက်ပြီးတော့ကောင်းတဲ့ရာလေးတွေကုစီကိုရောက်လာမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ရေရာကျွန်တော်တို့တို့လက်ကြည့်ကြမယ်ခင်ဗျာ။လောက်ရမယ်ရေရာကသိမခက်ပါဘူး။ရေရာနှစ်မျိုးကျွန်တော်ပေးမှာဖြစ်ပါတယ်။ပထမရေရာကစပယ်ပန်းရှိပွေကိုပကံပြားလေးမှာထည့်ပြီးတော့ဖះအောင်ကက်လူလူတန်းရမှာဖြစ်တယ်ဒုတိယရေတရားက နဂမောက်ဒီနနက်ဒီရတဲ့အစင်ပြေရာတိတိတခုခုကိုနော်နဂမောက်ဒီမဟုတ်နနက်ဒီနော်မိတ်ဆွေအစင်ပြေတဲ့ဒီအတီးတွေကိုနော်ဖះမှာကန့်လူလူတန်းရမှာဖြစ်ပါတယ်နဂမောက်ဒီက10စိတ်နနက်ဒီဆိုရင်လည်း10စိတ်ကိုပကံများလေးမှာထည့်စပယ်ဘန်းကစီပွေပကံများလေးမှာထည့်ပြီးစီမီတွေအမွေတာတွေထည့်ပြီးတော့ဖះမှာကန့်လူလူတန်းရမှာဖြစ်ပါတယ်ဒီရေတရားဖះအောင်လုပ်ပေးပါလောက်ရမယ့်အချိန်က နော်ဟိုတောက်ကြာနေမနက်9:40နဲ့9:00လေးမှာပြုလို့ရမှာဖြစ်ပါတယ်စီမီတွေမွေးတာထုတ်ပြီးတော့မြေတာပို့ပါအမြပွေးဝေးပါကိုလိုတဲ့စုကိုဒါလေးနဲ့နဲ့လေးတောင်းပါတေကြာပေါင်းဒီဆယ်လပိုင်းမှာမိတ်ဆွေတို့ဖြစ်ချင်တဲ့ဆန္ဒတွေပြည့်မြောက်သွားပြီးတော့အခက်အခဲအကျက်တွေတွေရင်ဆိုင်နေရတယ်ဆိုရင်လည်းအောင်မြင်သွားမှာဖြစ်ပါတယ်ဒီကြေရာကိုပြန်အောင်လုပ်ပေးပါခင်ဗျာ ကျောက်မိတ်ဆွေတွေကျောက်ဘီယိုကိုအစားကနေအစုံလိုက်ကြည့်ပေးတဲ့သူကတယောက်ချင်းစီကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာကျောက်မိတ်ဆွေတွေနှစ်အစားနှစ်အစုံကောင်းတော့နမိတ်ကောင်းတော့သိကောင်းတော့ငွေချင်းကောင်းတော့ပြောစွင်တော့မိတော်စပွားနဲ့ကောင်းတော့ဒါချစ်တူတွေနဲ့ပေါင်းဖက်ရပါစေလို့ကျွန်တော်စုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာကျောက်မိတ်ဆွေတွေနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာဗီဒီယိုကိုแชร์ဖို့လုံးဝလုံးဝမမေ့ပါနဲ့ခင်ဗျာကိုလိုမျိုးပဲအခက်အခဲကြက်တွေရင်ဆိုင်နေရတဲ့တွေမြင်တွေ့ရအောင်ဝေမျှแชร์ခြင်းလုပ်ဖို့လုံးဝလုံးဝမမေ့ပါနဲ့ခင်ဗျာကဲ နောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဆွေလန်းချမ်းမြေ့ကြပါစေခင်ဗျာ